မိုးကာလ1983ခုနှစ်ကျေးလက်ရွာဟောင်းကိုစွန့်ခွာပြီးအနီးကတောင်ကုန်းပေါ်မှာရွာတစ်တီဖို့ရွာသားတွေစုယုံနေကြတယ်။ငါဖေကရွာသူကြီးရဲ့ညာလက်ယုံတယောက်ဖြစ်တဲ့အခုလိုရွာပြောင်းဖို့ဆုံးဖြတ်ရတဲ့အကြောင်းရင်းကိုဘသူမှရှင်းရှင်းလင်းလင်းမပြောကြဘူး။ဦးဘိုးကြီးကဒီနေရာမှာတူးဖို့မသင့်ဘူးထင်တယ်ဗျာ။ငါဖေရဲ့အတန်ကတုံနေတဲ့သူကိုယ်တိုင်လည်းဘာကြောင့်လဲဆိုတာမသိပေမဲ့ဒီတောင်ကုန်းကတဘာဝမကျတဲ့အေးဆက်မှုကိုခံစားနေရတယ်။ ဟေးဘာများကြောက်ရတာလဲကွာဒီနေရာကရွာအတွက်အကောင်းဆုံးပဲဥပိုးကြီးကလက်နဲ့ရှင်နဲ့မြေကြီးကိုထိုးပေါက်လိုက်တဲ့ရုတ်တရက်သူ့မျက်လုံးတွေကျဲသွားတယ်။ဒါဒါတွေကဘာတွေလဲကွာမြေကြီးအောက်ကဖော်ထွက်လာတာက လူရိုးစုတွေပါတကောင်မကဘူးယာနဲ့ချီပြီးမြုပ်နှံထားတာဥကောင်းခွန်တွေရဲ့မျက်လုံးကွက်တွေရဲ့မှာအနဲ့ရောင်အမွေးလေးတွေရှိနေသလိုထင်ရတဲ့ရိုးရိုးရဲ့လက်မှာတန်ကြိုးတွေရစ်ပတ်ထားတယ်။ ရွာသူကြီးကအရိုးတွေကို မိရှို့ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ဘာဖြစ်နေတာလဲဒီမိတွေက ဘာလို့မလောင်တာလဲမောင်မောင်လေးရဲ့အတန်ကတုံနေတဲ့မိစာတွေပြည့်ထည့်ထားပေမဲ့မိက လုံးဝမလောင်ဘူးဦးဘိုးကြီးကဓာတ်နဲ့အရိုးတစ်ချောင်းကိုခုတ်ကြည့်တယ်ဟာဒါပါကြီးလဲဟာအရိုးကနေသွေးနီရဲရဲတွေစီးကြလာတယ်ညဘက်ရောက်တော့ငါတို့ကိုဘာကြောင့်နှိုးလိုက်တယ်လဲ အတန်တွေက ရိုးပုံတွေကနေထွက်လာတယ်။ထိုညမှာပဲရွာသူကြီးပျောက်သွားတယ်။နောက်နေ့မနက်မှာသူ့လောင်းကိုအရိုးပုံထက်မှာတွေ့ရတယ်။သူ့ပါဆက်ထဲကရိုးစရီထွက်ကြနေတယ်။ရွာသားတွေထွက်ပြေးကြတယ်ဒါပေမဲ့လမ်းမပေါ်မှာပျောက်ဆုံးသူတွေရဲ့ဝိညာဉ်တွေပဲရွာကိုပြန်လာနေတယ်မနက်ခင်းတိုင်းအရိုးပုံအစ်စ်တွေထက်တိုးလာတယ်။ညဘက်ဆိုမြေကြီးကနေလက်တွေထွက်လာပြီးလူတွေကိုဆွဲချတယ် တညမှာငါတို့ရွာဟောင်းရဲ့မှတ်တမ်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်1920ပြည့်နှစ်ကဒီရွာမှာလူစုလိုက်ပြုံလိုက်တပြက်ခံခဲ့ရတယ်သူတို့ကိုတန်ကြိုးတွေနဲ့ချီနှောင်ပြီးအရှင်လက်လက်မြုပ်နှံခဲ့ကြတယ်ဒါကြောင့်သူတို့ကဒီလိုပြန်လာနေတာလားကျွန်တော်ဧတို့မိနေတယ်ရွာသူကြီးဟောင်းရဲ့မှတ်တမ်းမှာသူတို့ကို နှစ်ပေါင်းတရာကြာမြေကြီးထဲမှာပိတ်ထားရမယ်လို့ကြိမ်ဆိုခဲ့တယ် အခုချိန်မှာတော့ကျေးလက်ရွာတစ်က လူသူကင်းမဲ့နေပါပြီဒါပေမဲ့တောင်ကုန်းဘော်ကအယိုးပုံကြီးကနေ့စဉ်ပိုကြီးလာနေတဲ့ညဘက်ဆိုငါတို့နေစရာနေရာလိုတဲ့ဆိုတဲ့အတန်တွေကြားရတယ်ဒီလိုနဲ့ပဲရွာသူရွာသားတွေရဲ့ဘဝတွေဟာအဆုံးသတ်ခဲ့ကြပါဗျ